ဓမ္မပေရီအရှင်ဝိရိယတောင်စုံရဲ့လူတိုင်းအတွက်ပဋ္ဌံဤတရားတော်ကိုကောင်းထုတ်ပူဇော်ခွင့်ပြုပါယံဆရာတော်အာယုသေးလေးမြတ်စွာရှောက်ထားအပ်ပါသည်ဗျာဝိပါကပစ္စည်းဗုဒ္ဓဘာသာဝင်တို့ရဲ့အခြေခံယုံကြည်ချက်နဲ့ခံယူချက်ကကံနဲ့ကံရဲ့အကျိုးရှိတယ်ဆိုတဲ့တဟေတုက အကြောင်းတရားရှိဝါဒဖြစ်ပါတယ်ဒီစကားတဲကကံဆိုတာကကံမပစ္စည်းကိုပြောတာဖြစ်ပြီးကံရဲ့အကျိုးဆိုတာကတော့ဝိပါကပစ္စည်းကိုပြောတာပါအကြောင်းနဲ့အကျိုးဖြစ်တဲ့ဒီပစ္စည်းတစ်ခုဟာစုံတွဲပစ္စည်းဖြစ်လို့တစ်ခုကိုပြောရင်တစ်ခုကလည်းမလွဲမသွေတွဲလျက်ပါစမြဲပါပဲဒါကြောင့်လဲကံမပစ္စည်းအကြောင်းပြောခဲ့တဲ့အထက်မှာကံရဲ့အကျိုးဖြစ်တဲ့ဝိပါကပစ္စည်းအကြောင်းတွေပြည့်စုံလောင်နီးပါပါသွားပါပြီဒီပစ္စည်းတစ်ခုမှာအကြောင်းဖြစ်တဲ့ကံမပစ္စည်းကစူးစမ်းရတာဖြစ်လို့ လုပ်ငန်းခွင်မှာအလောက်ကြိုးစားလောက်ကန်ရတာနဲ့အလားတူပါတယ်။ဝိပါကပစ္စည်းကတော့အလောက်ခွင်ကိစ္စပြီးစီးသွားလို့လောက်ခလစာထုတ်ယူရတာနဲ့အလားတူပါတယ်။လုပ်ငန်းခွင်မှာကလုပ်ငန်းကြီးချင်ကြီးချင်သလောက်ဤပညာတွေလောက်ခွင်စည်းကမ်းတွေနီးလန်းတွေဆိုတာကလည်းများပြားပါတယ်။ဒီဤပညာတွေစည်းကမ်းတွေနီးလန်းတွေနဲ့မကန့်ညီတာတို့ချုံရင်းတာတို့ကြုံပြီဆိုရင်တော့လောက်ခလစာ မရနိုင်တဲ့အပြင်ဒဏ်ရိုက်တာတောင်းခံရတာမျိုးလည်းရှိတတ်ပါတယ်။ချုပ်ရင်မူကြီးချင်ရင်တော့အလုပ်ပြုတ်ခြင်းလည်းပြုတ်နိုင်တာပေါ့။အဲ့ဒီလိုပါပဲ။ကံတွေကို ပြုတ်တဲ့အခါမှာလည်းကုသိုလ်ကံကို ပြုတ်ရမှာဒါတာဝိရိယတတိသမာဓိပညာဆိုတဲ့ဤပညာတွေရှိတယ်။အလူပိပုဂ္ဂိုလ်မှာသီလစင်ကြယ်ခြင်းမပြုတ်လို့မီ ပြုတ်လို့စေပြုတ်လို့ပြီးချိန်တော့မှထားရှိရမယ်။စေတနာ၃တန်ပြည့်စုံခြင်းစတဲ့အစည်းအကမ်းတွေ လူွယ်ဝိထုတို့မှာတရားသဖြင့်ရရှိထားတာဖြစ်ခြင်းကိုပိုင်စစ်စစ်ဖြစ်ခြင်းစတဲ့ရှိရမယ်စီကံတွေလည်းရှိတယ်။လောကီစည်းစိမ်ချမ်းသာတွေဆိုရက်ဝိစင်းရဲကို တောင်းတတဲ့ဤလန့်နေနိဗ္ဗာန်ကိုသာရည်မှန်းတဲ့ဤလန့်တွေ ရှိတယ်။ဒီအခြေခံဤပညာတွေနဲ့စီကံဤလန့်တွေချွေရင်တိမ်ပသွားခဲ့ရင်စုကြည့်တဲ့ဒံကြီးကများသွားတာမျိုးတွေလည်းရှိတတ်တယ်။မိမိတခင်ဖြစ်တဲ့မေတ္တာတရေကြီးကမိမိကို ဒါရင်တပွဲကျင်နာတနာတာကိုသဘောချဂျင်းနဲ့နေတဲ့မောင်ပုံနာဆိုတဲ့ချွန်တယောက်ကပိစီကဗုဒ္ဓရှင်မြတ်ကြီးနဲ့တွေ့ကြုံပြီးစွန်ကက်လူခွင့်ရခဲ့ပေမဲ့ဘဝဆက်တိုင်းဒီမိဒကတထေးလို့တခင်မျိုးနဲ့သာတွေ့ကြုံရပါလို့ဤလို့စူတောင်းမိတဲ့အတွက်ဘဝအဆက်ဆက်ကျွန်းကြီးဖြစ်ရတယ်ဆိုတာနီးပညာရော နီလန်ရော ချွတ်ချော်တဲ့အတွက်စုကြည်တဲ့တန်ကြီးကများသွားတဲ့အဖြစ်မျိုးပါပဲ။ လာထုတ်ရမှာတော့ဤပညာတွေစီကံနီးလန်းတွေရဲ့လို့ဘာမှလည်းအထွေအထူးမရှိတယ်လို့ဘာမှလည်းထွေထွေထူးထူးကြောင့်ကြဆိုင်အာထုတ်ရှာမရှိဘူးအချိန်တန်ရင်တန်ရတန်ရလောက်ခါကိုလက်ခံယူလိုက်ရုံမှာပဲအထကရာဆရာတော်ကြီးကတော့ကံမပစ္စည်းကနေဘူးဆက်ကမရှောင်းပင်ပင်ပန်းပန်းတွာလာလှောက်ရှားပြီး စ조사အထုံလောက်ကံရတာနဲ့တူတယ်ဝိပါကပစ္စည်းကတော့조사အထုံမှုတာဝန်ပြီးဆုံးတဲ့အတွက်အေဂျင့်နဲ့အရေးအဝါသားမှာအပန်းဖြေနားနေရတာနဲ့တူတယ်လို့ဥပမာပေးပါတယ်ဒါကြောင့်လဲဝိတုဒ္ဓယုံဆရာတော်ဘုရားကြီးကဝိပါကပစ္စည်းရောဆိုတာချမ်းရင်နားနေသုံးလေပြီတို့မတ် ကွေဖြစ်လက်သဟဇက်အားမျိုးရှင်ပါရင်အားချီပန်ငိမ့်ချမ်းစီလျက်ငိမ့်သက်ချင်းဟူသောဝိပါကတတ္တိဒုဖြင့်ကျေးဇူးပြုခြင်းလက္ခဏာရှိသောဝိပဿနာမခန္ဓာဟူသောဝိပါကပစ္စည်းတရား၎င်းလို့အနက်မြန်မာပြန်ဆိုခဲ့ပါတယ်ဝိပါကပစ္စည်းဆိုတာအလုပ်ပင်မဲ့ခီးပန်းသူတို့ပန်းသမျှနွမ်းသမျှတွေပြပြောင်းငင်းအေးစီဖို့လေပြေလင်းချင်းခံရင်အရေးအာဝါဒမှာအပန်းဖြစ် နားနေရတာနဲ့တူပါတဲ့ငြင်းအေးစီဖို့လို့ဆိုပေမဲ့နိဗ္ဗာန်လို့ငြင်းအေးတဲ့သဘောတော့မဟုတ်ပါဘူးအထူးထွေကြောင်းချကြိုးကုတ်ပဲမရှိတဲ့အတွက်ကိစ္စငြင်းအေးတဲ့သဘောမျိုးသာဖြစ်ပါတယ်လောကမှာတစုံတရာ ဖြစ်ပေါ်ဖို့အတွက်ကြောင်းချစိုက်ထုတ်ပြုလို့ရတယ်ဆိုတာပုဂ္ဂိုလ်ကကာယစွမ်းအားညာနစွမ်းအားများနဲ့စိုက်ထုတ်စူးစမ်းရတဲ့ပုဂ္ဂလပြပါရရဲ့ပုဂ္ဂိုလ်က ကြောင်ကြဆိုင်ခွေမလိုပဲနဲ့ဓမ္မတတ္တိများကသာနေရာမှာတရားများနဲ့အညီကြောင်ကြဆိုင်တယ်လို့ဖြစ်ပေါ်စေတဲ့ဓမ္မပြပါရရဲ့နှမျိုးရှိပါတယ်။ကမ္မပစ္စည်းတစ်ခုပြည့်စုံပြီးမြောက်ရင်းမှာပုဂ္ဂလပြပါရနဲ့ကြောင်ကြဆိုင်အထောက်ရတာဖြစ်လို့အင်းအားကုန်ခန်းပင်ပန်းနွမ်းနေမှုရှိပါတယ်။အကျိုးဖြစ်တဲ့ဝိပါကပစ္စည်းကိုကြတော့ပုဂ္ဂိုလ်ကကြောင်ကြဆိုင်စရာမလိုပဲနဲ့ဓမ္မပြပါရအစွမ်းတတ္တိနဲ့ဖြစ်ပေါ်တာမှုပင်မန်းစရာ တာဝန်မရှိတော့ပါဘူးဒါကြောင့်အပန်းပြေနာနေရတယ်လို့အေးငြိမ်းတယ်လို့ပြောတာပါအခုကလာမှပြောနေကြတယ်အေးဆေးပဲဆိုတာမျိုးဖြစ်မှာပေါ့အဒီနေရာမှာစဉ်းစားမယ်ဆိုရင်လည်းစဉ်းစားစရာစောရကတက်မယ်ဆိုရင်လည်းစောရကတက်ကောင်းစရာဖြစ်တဲ့အချက်ကတော့ဝိပဿနာတွေထဲမှာကုသိုလ်ကံရဲ့အကျိုးဖြစ်တဲ့ကုသလဝိပဿစေရဲ့အကုသိုလ်ကံရဲ့အကျိုးဖြစ်တဲ့အကုသလဝိပဿစေရဲ့ဆိုပြီးနှမျိုးနှစားရှိတယ်မဟုတ်လား ကုသိုလ်ရဲ့အကျိုးဝီးပတ်စိတ်တွေကတော့ကောင်းကျိုးချမ်းသာတွေဖြစ်လို့ငြိမ်းအေးတယ်အပန်းပြေတယ်ဆိုတဲ့သဘောနဲ့ပြောမယ်ဆိုပြောလို့ရတယ်သဘောတူလက်ခံနိုင်စရာလည်းရှိတယ်အကုသိုလ်ကံရဲ့အကျိုးဝီးပတ်စိတ်တွေဆိုတာစိုးကျိုးစင်ရယ်တွေမဟုတ်လားဘယ်နည်းနဲ့ငြိမ်းအေးတယ်အပန်းပြေတယ်လို့ပြောနိုင်မလဲဆိုတဲ့အချက်ပါပဲဒါကအပိဓမ္မာသင်တန်းတွေပါတွေတက်ဘူးလို့အထိုက်လျောက်တိခေါမိရှိတဲ့သူဆိုရင်တော့ပိုသဘောကျနိုင်မှာပါ အခြေခံအနေနဲ့သဘောပေါက်ထားရမှာကတော့ကုသိုလ်ကံတွေကကောင်းကျိုးပေးတယ်ဆိုတာပရိသေတွေအကျိုးအနေနဲ့လူပုံနဲ့ဘုံစားတဲ့သူဂရိဘုံတွေမှာဖြစ်ရတာရယ်ပဝိတိအကျိုးအနေနဲ့ဖြစ်လျက်ဘုံဘဝမှာအိဋ္ဌာယုံလို့ခေါ်တဲ့ဂျေနတ်စရာနှိမ့်ချန်စရာအာယုံများနဲ့တွေ့ကြုံခံစားခွင့်ရတာကိုပြောတာပါအကုသိုလ်ကံတွေကပေးတဲ့စိုးကျိုးဒုက္ခဆိုတာကလည်းပရိသေတွေအကျိုးအနေနဲ့ငရေတရိစံပိတ်တာအတုရကေဘုံတွေမှာ ရိတ်တရီနီးနေရတာရဲ့ဘဝိတိချိုးအနေနဲ့အနှိဋ္ဌာယုံလို့ခေါ်တဲ့မကြေနပ်မနှိမ့်ချိုက်စရာအာယုံတွေနဲ့တွေ့ကြုံခံစားရတာရဲ့ခုပြောတာပါတတ္တဝါတို့ရဲ့ဘဝတန်တရားတခြားမှာစိတ်ဖြစ်စဉ်ဝိသီများအနေနဲ့ဝိပဿစိတို့ရဲ့အခန်းခန္ဓာကိုသဘောပေါက်ထားရပါလိမ့်မယ်လောကီ ကုသိုလ်ရဲ့အကျိုးဝိပဿစိတွေနဲ့အကုသိုလ်တို့ရဲ့အကျိုးဝိပဿစိတချို့တို့ကဘဝတည် တစ်ခုမှတစ်ခုအစမှပရိသေရေစိတ်ဆိုတဲ့အမည်ခံယူပြီးတော့ပရိသေရေကိစ္စကိုဆောင်ရွက်ပါတယ်ပထမဆုံးပရိသေရေနေတဲ့စိတ်တစ်ခဏအခိုက်ကလေးကိုသာပရိသေရေကာလလို့ခေါ်တာဖြစ်လို့အဲ့ဒီအခိုက်ကလေးမှာပဲဥပတိပင်ဆိုတဲ့ခဏငယ်အသုံးချက်ကဖြစ်ပျက်ပြီးရင်ပရိသေရေရဲ့ကိစ္စပြီးသွားပြီအဲ့ဒီနောက်ကာလဖြစ်တဲ့ပဝိတိကာလတွေမှာတော့လောကီဝိပဿနာတို့ရဲ့အဓိကအ ကိစ္စတာဝန်ကအာယုံသစ်တစ်ခုခုနဲ့တွေ့ကြုံပြီးတိစိတ်ဝိညာဉ်တွေမဖြစ်သေးတဲ့အချိန်တို့အိပ်ပျော်နေတဲ့အချိန်မှာဘဝရဲ့အင်္ဂါရတစ်ခုဖြစ်တဲ့နန္တရားတစ်ခုပြည့်စုံဖို့အတွက်လောကီဝိပတ်စိတ်တွေတဲကနေပဲတာဝန်ကြဘဝင်စိတ်အဖြစ်နဲ့ဘဝရဲ့အင်္ဂါရစိတ်ဖြစ်တဲ့ဘဝင်စိတ်အဖြစ်နဲ့ တာဝန်ယူပေးရတယ်။ဘဝင်ကိစ္စတက်တယ်လို့အပိဓမ္မာစကားနဲ့ပြောကြတယ်။ဒီဘဝင်စိတ်ကလေးတွေကဘာရဲလို့မဲမဲရရသိရှိခံစားနိုင်တာမဟုတ်ဘူး။အတိတ်ကံနဲ့ကမ္မနမိတ်ဂတိနမိတ်အာယုံတွေကိုယူပြီးတော့တက်ဆောင်နံသဘောမျိုးဖြစ်ပေးရတာ။အဲ့ဒီနောက်မှာအာယုံတို့နဲ့တွေ့ကြုံခွင့်ရတဲ့အခါမှာလဲလောကီဝိပတ်စိတ်တွေတဲကပဲပြင်စဝင်ញင်းလို့ခေါ်တဲ့ဝိပတ်စိတ်တွေကဆိုင်ရာအာယုံကိုတည်တဲ့ဝိညာဏကိစ္စကိုဆောင်ရွက်ပေးတယ်။ဒါကလည်း တိပြီးဖြစ်ပြက်ဆိုတဲ့စိတ်တခဏဒါကာလာလေးပဲမြင်ယုံတာမြင်ရမကျင်ရမောက်မားဆိုတဲ့စိတ်ကလေးတွေလို့ပေါ့အဲ့ဒီနောက်အာယုံကိုလက်ခံတဲ့တမ်နေဆိုင်ကိစ္စအာယုံကိုစူးစမ်းတဲ့တန်တီရဏကိစ္စတို့ကိုလည်းတာဝန်ကျောင်းဤပတ်စိတ်တွေကဆောင်ရွက်ပါတယ်အနိဋ္ဌာယုံတွေနဲ့တွေ့ကြုံပြီးသိမြင်လက်ခံစူးစမ်းရတာက အကုတန်လာဝီပတ်စိတ်တို့ရဲ့တာဝန်ဖြစ်ပြီးတော့အိထာယုံတွင်နဲ့တွေ့ကြုံသိမြင်လက်ခံစူးစမ်းမှုကိစ္စတွေကိုတော့ကုတန်လာဝီပတ်စိတ်တွေကတာဝန်ယူရဲဒီစိတ်တွေကတချင်းစီပဲဖြစ်ခွင့်ရတာပြီးတော့ဇောကိစ္စတွေကအာယုံခံစားတဲ့အခါမှာလဲဇောစိတ်ကသာခုနှစ်ချိန်ပြည့်လို့ကိစ္စပြီးသွားပေမဲ့အာယုံတွေကအချိန်မတတ်နိုင်ပဲနဲ့နှစ်ချိန်လောက်လွန်ပြီးဖြစ်တယ်။အဲ့ဒီအခါမှာလဲတာဝန်ကြဝိပတ်စိတ်များကပဲတတ်တာယုံဆိုတဲ့ကိစ္စနှစ်ချိန် တာဝန်ယူပေးရတယ်။ပြီးရင်တော့ဒုံရင်မူလစိတ်သဘောမျိုးဖြစ်တဲ့တက်ဆောင်ပဝင်စိတ်တွေပဲထိုက်တယ်လို့ဖြစ်ကြတယ်။ဒါကြောင့်ဝိပဿစိတ်တို့ဆိုတာသဘာဝကပြည့်အပ်တဲ့အခြေအနေကကုသိုလ်အကုသိုလ်စိတ်တွေလို့ဇောကိစ္စတက်ပြီးအာယုံရဲ့အရာတာကိုကြိုက်တယ်လို့ခံစားခွင့်မရတဲ့စိတ်တွေဖြစ်လို့ပင်ကိုအပြည့်တော့ငြိမ်းချမ်းငြိမ်သက်တယ်လို့ဖြစ်တယ်။ကျွင်းချက်အနေနဲ့လောကုတ္တရာဝိပဿဖြစ်တဲ့ဖိုလ်စိတ်များကတော့ကုသိုလ်တို့ need to ဇောကိစ္စတက်ပြီးအာယုံကိုခံစားဝင်ရှိတယ်။ဖိုးစိတ်များခံစားတဲ့အာယုံဆိုတာကနိဗ္ဗာန်အာယုံသာဖြစ်လို့တကယ်ကိုမှအေးချမ်းငြိမ်သက်မှုစင်စစ်ကြည်ပဲဖြစ်ပါတော့တယ်။တရိစံတို့ရဲ့တန်တန်မှာဖြစ်တော့ကောအခုတလောင်ဤပန်စိတ်တွေကငြိမ်သက်အေးချမ်းမှုဖြစ်ပါမလားလို့ဆက်ပြီးစဉ်းစားခြင်းသေးတယ်ဆိုရင်တော့အထက်မှာပြောခဲ့တဲ့လော်ဂီဝီပန်စိတ်တို့ရဲ့အထူးကလုပ်ငန်းတာဝန်ဆိုတာတိစိတ်တွေဖြစ်ချိန် ဝီတီစိတ်အစဉ်တွေထဲမှာဆိုရင်တိကာမြလက်ခံကာမြစုံစမ်းကာမြပဲအချိန်များဆုံးလုံးရတဲ့တာဝန်ကဘဝင်ကိစ္စဖြစ်တယ်ဘဝင်ကိစ္စဆိုတာအိပ်ပျော်ချိန်များနဲ့အိပ်ပျော်ချိန်နဲ့အလားတူတဲ့အတိစိတ်အစဉ်ဝီတီစိတ်များမဖြစ်ကြတဲ့အခါမှာဖြစ်ပေနေရတဲ့တတ်ထိန်စိတ်အစဉ်ကိုပြောတာအထူးသဖြင့်တော့အိပ်ပျော်နေစဉ်မှာဖြစ်ပေရတဲ့တတ်ထိန်ကိစ္စဘဝင်ကိစ္စပါဘဝတစ်ခုမှာ တူမြဲတရားသုံးပါးဆိုတာရှိတယ်ပြိတ္တိစိတ်ရဲ့ ပဝင်စိတ်ရယ်၊သုတိစိတ်ရယ်။အဲ့ဒီစိတ်သုံးမျိုးကအမျိုးအစားတူရတဲ့ကုသလဝိပ္ပစိတ်နဲ့ပရိသေရီနေခဲ့တဲ့တတ္တဝါကအိပ်ဖြော်နေစဉ်မှာလည်းအဲ့ဒီစိတ်မျိုးကပဝင်ကိစ္စအဖြစ်နဲ့နေတယ်။နောက်ဆုံးသုတိချင်းရောက်တော့လည်းပဲဒီစိတ်ကပဲသုတိကိစ္စကိုတက်ပြီးတဘဝကိုဏိကုံချုပ်ပေးပါတယ်။ဒါကြောင့်ကုသလဝိပ္ပစိတ်နဲ့ပရိသေရီတည်နေတဲ့လူအဆရှိတဲ့သူဂရိဘုံသားတွေကကုသလဝိပ္ပဘဝင်စိတ်ဖြစ်ပြီးအိပ်ဖြော်နေကြတယ်။ ခွေနွားမြောက်စားတဲ့တရိษံများနဲ့အဘဲလေးပုံသားတို့ကတော့အကုသလဝိပတ်စိန်နဲ့ပရိသေရီနေခဲ့တာဖြစ်လို့ပင်ပန်းပြီးအိပ်ပျော်နေကြပြီဆိုရင်လည်းအကုသလဝိပတ်စိန်နဲ့ပဲအိပ်ပျော်ကြတယ်။လူတို့နှက်တို့အိပ်ပျော်နေခြင်းနဲ့တရိษံတို့အိပ်ပျော်နေခြင်းဘယ်ချိန်ကပိုပြီးအေးချမ်းမလဲဆိုတာကိုနည်းနည်းစဉ်းစားကြည့်ဘုဒ္ဓဇင်တို့ရဲ့တဘာဝကအတ္တကိုသာဗဟုပြုပြီး ပြောဆိုတဲ့အကျင့်ရနေတတ်ကြတဲ့အတိုင်းလူတွေအနေနဲ့ကြည့်ရင် လူတို့ အိပ်ပြောခြင်းကပိုအေးချမ်းတယ်လို့ထင်ကောင်းထင်လိမ့်မယ်။အဲဒရိတ်ဆန်တို့ကလည်းသူတို့သာစကားပြောတတ်မယ်ဆိုရင်တော့တို့အိပ်ပြောခြင်းကပိုအေးချမ်းတယ်လို့ပြောမှမလွဲဘူး။အမှန်ကတော့အိပ်ပြောခြင်းချင်းကအတူတူပဲဖြစ်မယ်။လူတို့အိပ်ပြောတယ်ဆိုတာက တနေ့တာပင်မသမျှအတွက်အနာပေးအားဖြင့်တဘောမျိုးဖြစ်လို့အေးချမ်းယုံမြမကအင်းအားပါဖြစ်ပေါ်စေတယ်။စတာက အသာအိတ်တာကအားဆိုသလိုပေါ့။ဒရိစံနဲ့အိတ်တာလည်းလားတူပဲ။ ဒါကြောင့်အဲ့ချိန်ချင်းရှင်ရင်တော့ဘဲတတ်တော်ကပို့ပြီးအေးချမ်းတယ်ဆိုတာ꽌ပြားချာနာမယ်မဟုတ်ဘူးအဘိဓမ္မာနည်းအရကြည့်ရင်တော့သူဂရိဘုံသားနဲ့ဒုဂရိဘုံသားတို့တူညီချင်းသုံးခုရှိတယ်လို့ဆိုတဲ့တစ်ကဘဝတည်းတစ်ခုမှာစတင်ပရိသေနေမိပြီးစမှာဘဝကိုတက်မဲ့တွေ့တာတဲ့ဘဝနိကန်နိကလောဘဇောဆိုတာဖြစ်ရတယ်အဲ့ဒီအချိန်လေးမှာဘဲတတ်တော်မှာဆိုကို့ဘဝကိုခင်တွဲတဲ့ လောဘဇောတွေဖြစ်ကြတာကြီးပဲဒုက္ခိဘုံသားများကလည်းဒုက္ခိဘုံပဲရဲ့လို့မခင်တွဲပဲမနေဘူးဒုက္ခိဘုံသားများ need to ခင်တွဲတဲ့လောဘဇောဖြစ်ကြတာချင်းအတူတူပါပဲနှစ်ကတော့အိပ်ပြောခြင်းစားတဲ့ဘဝင်ဝိပဿစိတ်တွေဖြစ်ချိန်မှာလဲဘဝင်ကိစ္စဆောင်ရွက်တဲ့ဝိပဿစိတ်တွေကပိစုတ်ပံမှာကြုံတွေ့ရတဲ့အိဋ္ဌာယုံတွေအနိဋ္ဌာယုံတွေကိုအာယုံမပြုဘဲအထက်မှာပြောခဲ့သလိုကံကံမနမိတ်ဂရိမနမိတ်အာယုံတွေကိုသာအာယုံပြုကြတာဖြစ်လို့ ဘလို့ကျေနပ်မှုမကျေနပ်မှုဆိုတဲ့ခံစားမှုမျိုးမှမရှိဘူးတတ္တဝါအလုံးကအိပ်ပျော်ခြင်းမှာအေးချမ်းကြတာချင်းလဲအတူတူပဲ၃နောက်ဆုံးစုတည်စိတ်ကြခြင်းဆိုတာလဲဘဝင်စိတ်တွေလို့အချိန်ပေါင်းများစွာမဖြစ်တာပဲရှိတယ်အာယုံချင်းကတော့ဘဝင်စိတ်များနီးတူဖြစ်လို့အေးချမ်းတယ်ဒီအချိန်၃မျိုးမှာအိပ်ဆက်နေခွင့်ရတဲ့တတ္တဝါအလုံးတို့ရဲ့တူညီခြင်းလို့ဆိုရင်လဲ မမဘူးဒါကုသဘောပေါင်ရင်ဝိပဿိဟုသည်များသည်အကုသလဝိပဿိပဲဖြစ်ဖြစ်ကုသလဝိပဿိပဲဖြစ်ဖြစ်အေချမ်းငြိမ်သက်တယ်လို့သာဆိုရပါလိမ့်မယ် တကယ်လို့ချွင်းချက်သဘောမျိုးရှိတယ်ဆိုရင်တော့အဲစိတ်ကူးရင်တက်သူများလက်ထံမျိုးမျိုးတုံးပြီးအပြစ်ကိုစနေတဲ့ကြောင့်ရရဆက်ဆက်ကျူးလွန်ချသူများကအဲ့ချိန်မှာအိမ်မက်ဆူများမြင်မက်ပြီးတော့အထိတ်တလန့်လှောက်ရှားမှုဖြစ်တယ်။အဲ့ဒီသဘောမျိုးနှဲပါတဲ့တပ်တော်တွေက အိမ်မက်ဆူမြင်မက်မှုနှဲပါပြီးထိတ်လန့်လှောက်ရှားမှုလည်းနှဲပါတယ်ဆိုတဲ့သဘာဝအရလူတို့ကစိတ်ကူးရင်တက်ခြင်းနဲ့စိတ်စေရနာရှိရှိ အပြစ်ကိုကျူးလွန်ခြင်းများတဲ့အတွက်ကြောင့် ကုသလဝိပတ်စိတ်နဲ့အိပ်ဖြောနေတဲ့လူသားများကမငြိမ်မသက်ထိတ်လန့်လှောက်ရှားမှုဖြစ်နိုင်ခြင်းပုံများပါတယ်တကယ်လို့ယုတ်တိပေတာဒီနဲ့အတွက်ကြည့်မယ်ဆိုရင်တော့စိတ်ကူးယဉ်မှုနဲ့စိတ်စေတနာရှိရှိလက်နက်မျိုးစုံဤမျိုးစုံအပြစ်ကျူးလွန်မှုနဲတဲ့တတ္တဝါများက အိပ်ဖြောခြင်းမှာပုံပြီးငြိမ်သက်တယ်ဆိုတဲ့အဆိုကိုဒိဋ္ဌိဆံများကလူတို့ထက်စိတ်ကူးယဉ်မှုနဲ့စိတ်စေတနာရှိရှိ လက်နက်မျိုးစုံနှီးမျိုးစုံနဲ့အပြည့်ကျွလုံမှုနေပါတယ်ဆိုတဲ့စင်ချီတွေရှိတယ်။ဒါကြောင့်တရိစံများရဲ့အိပ်ပျော်ခြင်းကလူတို့ရဲ့အိပ်ပျော်ခြင်းထက်ပိုပြီးအေးချမ်းတယ်လို့တောင်ဆုံးဖြတ်ချက်ချရမလို့ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်အထာဂရာဆရာတို့ရဲ့ဖွင့်ပြချက်နဲ့အညီဝိသုဒ္ဓါယုံဆရာတော်ဘုရားကြီး အနဲ့မြန်မာပြန်ခဲ့တယ်လို့ဝိပတ်စိတ်မှန်တယ်များဟာချမ်းရင်နာနေသွန်လီပြီးတို့ကြီးပဲလို့သာမှတ်ချရပါလိမ့်မယ်။ဤချမ်းချပါစေ။ ပညာအစဉ်အမြင့်တရံမြင့်၍တင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေ။တပ်ပါအိစာမင်္ဂလာကိုကျွဲကတတိုင်းရပါစေ။နောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတုတ္တပါ။